ဟာမင်းမင်းတို့ဘက်ကတတ်မှမှုဆိုရဲကောင်မြေပြင်မှာတိုက်ခိုက်ရေးတပ်ဖွဲ့ထဲမှာအကြီးဆုံးအမိန့်ပေးကွက်ခဲ့တဲ့ကောင်မျိုးကိုအခုလိုမျိုးထွက်ဆိုချက်လုတ်ခိုင်းနေဆိုရဲဟာကြီးကမိုက်မင်္ဂလာပါတရင်နေကောင်းတယ်ဗောနော်တရင်နေကောင်းတယ်အတွင်းနေရရတဲ့တရင်နေလည်းရှိတယ်တော်တော်တော့ဒါတက်လာတဲ့တရင်နေကြည့်ရဆိုရင် ထိုင်းနိုင်ငံထဲကိုစစ်သား9ယောက်မင်းအောင်လှိုင်ရဲ့စစ်သား9ယောက်ထွက်ပြေးတယ်ပေါ့နော်အဲဒီဥစ္စာကိုပြန်ဖမ်းပေးဖို့ထိုင်းကိုမင်းအောင်လှိုင်စစ်တပ်ကအကြောင်းကြားရတယ်ဆိုပြီးတော့သိရထွက်ပြေးတဲ့မင်းအောင်လှိုင်စစ်သားတွေကဒါကျိုင်းစိတ်ကြီးဖျားသုံးစုပေါ့နော်အဲဘက်ကနေထွက်ပြေးရဆိုပြီးတော့ပေါ်ပြထားတယ်အဲအဲ့ဒီမှာထူးခြားချက်ရှိထူးခြားတာဘာလဲဆိုတော့ဒီကောင်နေရဲ့တပ်ပုံတွေပါတာ哦ပါတဲ့ချိန်မှာကြီးလိုက်တော့လမောင်းမှာဒုတိယချက်ပြီးရင်တက်ချက်လမောင်းမှာတရက်နှစ်ရက်ပေါ့နော်အဲ့လိုမျိုးပါတဲ့ကောင်တွေပေါ့နော်အဲ့တော့ဘာဒါဒါကဘာကိုထူးခြားထူးခြားတယ်ဘာဖြစ်လို့လဲဆိုတော့ အဲအခုနောက်ပိုင်းပြေးပါတယ်ဆိုတော့အဖွဲတွေကတော်တော်များများကြည့်လိုက်ရင်ပါစတွေပေါ့နော်ပါစတွေဆိုတာတော့ရှင်မုံပထမနေရဆိုပြီးတော့အတင်းအရမဒါစူဆောင်းခံရတဲ့သူတွေပေါ့နော်အဲအစ်စ်တွေအစ်စ်တွေပေါ့ပြောရမယ်ဆိုတော့အခုဝင်အခုတင်တန်းတက်ပြင်အခုရှေ့တန်းလွှတ်အဲ့လိုမျိုးအဖွဲတွေကသူတို့မထောက်ခံတဲ့သူတွေအများကြီးပါတော့အဲ့တော့ကြတော့ထွက်ပြေးတဲ့ဟာတွေဒါမဆန်းဘူးပေါ့နော်ဒါပေမဲ့ခုနလိုတက်ကြက်တွေဒုတက်ကြက်တွေဆိုတာကကြတော့စစ်တပ်အနည်းဆုံး10နှစ်15နှစ်အဲ့လိုမျိုးအစ်စ်တွေ အဲ့ဒါပြောရရင်လူဟောင်းနေပေါ့သူတို့အတွက်ဆိုရင်လူဟောင်းနေအဲ့လိုလူဟောင်းဆိုတဲ့ကောင်တွေကစားထွက်ပြေးနေပြီဆိုတဲ့ဟာကိုဒါဖော်ပြလိုက်တာပဲအဲ့ဒါအားရစရာကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့အခုပါစမပြောနဲ့哦မင်းတို့လူသစ်တွေမပြောနဲ့哦မင်းတို့အတွင်းထဲမှာဟိုးရင်တွေကဝင်ထားပါလေဆိုတဲ့လူဟောင်းနေကအစမနေကျင်တော့ဘူးထွက်ပြေးနေကြပြီဆိုတဲ့ဟာကဒါကျွန်တော်တို့ဟိုးရင်တွေအတိတယ်ဒါပေမဲ့တချို့ကမယုံကြဘူးဟုတ်တယ်ဒီကောင်တွေမနေမနေကျင်ကြတော့ဘူးထွက်ပြေးကျင်နေကြပြီဒါအစောပိုင်းကာလမှာနေပြောတယ် အဲဒါမဲ့အခုဆိုရင်ဒါတက်တည်ပဲပေါ့နော်ဒါဒီကောင်းနေမနေချင်းလို့ထွက်ပြေးကြတယ်တိုက်ပွဲမှလည်းမဟုတ်အဲကျတော့ဒီဒုတိယချက်တွေတက်ချက်တွေဆိုတဲ့ဟာကလူကောင်းနေဖြစ်တဲ့အဲ့ကောင်းနေတော့မှမနေချင်းတော့ဘူးဆိုတဲ့ဟာမျိုးကိုသိတာစီတယ်ပေါ့နော်ဒါလည်းနည်းနည်းထူးခြားတယ်ပေါ့လေနောက်တစ်ခါဒါဒီအင်းတော်အင်းတော်တိုက်ပွဲပြီးတဲ့အချိန်မှာဖန်းစီတဲ့နောက်ထပ်ဖန်းစီတဲ့ဟာတွေရှိတယ်အဲ့ဘာလဲဆိုတော့တရားရဲသား PDF မိသားစုတွေကိုအစုလိုက်ပြုံလိုက်တက်ဖြတ်ခဲ့တဲ့ဗျူသောဒီတွေ ပြင်ပြည်သူကိုမတရားဖမ်းဆီးထောင်ချခဲ့တဲ့စစ်ကောင်စီခန့်အပ်တဲ့အုပ်ချုပ်ရေးမှုတွေပေါ့နော်အဲ့လိုကောင်မျိုးတွေအယောက်30ကျော်ကိုဖမ်းမိတာအဲ့ထဲမှာပတ်တီးတွေနဲ့တွေ့တယ်မြက်ကွင်းနေလဲညိုတာတွေတွေ့တယ်ပေါ့နော်ထူထောင်းထားတာမျိုးတွေပေါ့နော်သဘောကျတယ်သဘောကျတယ်အင်းတော်သတင်းတွေကတော့ဒါတကယ်ပြောရင်အာရစရာသတင်းတွေကတော့အခုချိန်ထိတောက်လျှောက်တက်နေတော့မယ်အဲအောင်ပွဲခံနေတဲ့အဖွဲ့တွေလည်းအခုချိန်ထိရှိတယ်ပြီးရင်ဒါကြုံနေကြတဲ့ ဒါပြည်သူတွေလည်းရှိတယ်ဗောနော်နောက်ဆက်တွဲဒီသတင်းတွေဆိုလည်းဒါအများကြီးပဲဗောနော်အင်းတော့အောင်ပွဲကတော့တကယ်ကိုပဲစစ်ကောင်စီရဲ့တောက်တိုင်တွေကပြီးရင်စစ်ကောင်စီရဲ့အမာခံတွေရောပြီးရင်စစ်ကောင်စီတပ်သားတွေကိုယ်တိုင်ရောဗောနော်ပြီးတော့စစ်ကောင်စီတပ်သားတွေထဲမှာမာတမမူးဆိုတဲ့ကောင်ရောအဲ့လိုမျိုးကိုလုံးဝအောင်ပွဲကိုအစင်းစင်းအစင်းစင်းအလီလီအဲ့လိုမျိုးရတဲ့အောင်ပွဲလို့ပြောရမှာဗျာအခုဒါခုန်ခေါ်တက်မှမူပါတယ် ပြင်သူနဲ့တူတူဒါတုံမတ်180မိတယ်ပြင်အခုဒါပြူစောတိဆိုတဲ့ကောင်းနေပေါ့နော်ဒါ PDF မိသားစုတွေကိုရဲဆက်ဆက်လုတ်ခဲ့တဲ့ကောင်းနေမိတယ်ပြီးတော့ကြတော့ဒါစစ်ကောင်စီခန့်အပ်ထားတဲ့စစ်ကောင်စီရဲ့တောက်တိုင်တွေဖြစ်တဲ့စစ်ကောင်စီရဲ့လုပ်ငန်းတွေကိုအကောင့်ထဲပေါ်ပေးနေတဲ့စစ်ကောင်စီခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှုဆိုတဲ့ကောင်းနေမိတယ်ဖမ်းပြစ်တယ်ပြေးလာပဲအဲ့ဒါလုံးဝသူတို့ရဲ့ပိုင်ဆိုင်မှုတွေပါတိတ်ကျွန်တော်တော့သဘောကျပေါ့နော်အဲ့ဒါကြတာတကယ်အောင်မြင်မှုပေါ့နော်နောက်ထပ်ထက်လာအောင်ပါပဲ ဒီကောင်းလေးကိုအခုရေးယူဖို့အတွက်ကိုစစ်ဆေးတာတွေမင်းမြန်တာတွေလုပ်နေပြီစစ်ကြောရေးဝင်နေပြီပြီးရင်ထွက်ဆိုချက်ဗီဒီယိုဖိုင်တွေထပ်ထွက်လာဖို့ကျွန်တော်တို့ကမျှော်တယ်ပေါ့နော်ဒီကောင်းလေးဘယ်လိုပြောမလဲဆိုတဲ့ဟာမျိုးတွေကျွန်တော်တို့အယမ်းစိတ်ဝင်စားတယ်အဲပြီးတော့အဲဥစ္စာကြီးကတကယ်ကုံစားလို့ကောင်းတဲ့ဟာကြီးပေါ့နော်ဟာမင်းမင်းတို့ဘက်ကတတ်မှမှုဆိုတဲ့ကောင်မြေပြင်မှာတိုက်ခိုက်ရေးတပ်ဖွဲ့ထဲမှာအကြီးဆုံးအမိန့်ပေးကွက်ခဲ့တဲ့ကောင်မျိုးကိုအခုလိုမျိုးထွက်ဆိုချက်လုတ်ခိုင်းနေဆိုတဲ့ဟာကြီးကမိုက်အဲ့ဒါမျိုးကိုလည်းလုတ်ပေးပါလို့တောင်းဆိုချင်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒါဒီကောင်းလေးဝစ်လေတာလို့လည်းပြောရမှာပေါ့နော်ဒီ ပြူစောတီးတွေဆိုတာဒါပြောအောင်ဆိုရင်တရွာသေးသားဖြစ်တဲ့ PDF တပ်ဖွဲ့တွေကမိသားစုကိုလှုပ်တာမိသားစုဆိုတာကတကယ်ပြောရရင်ဟိုအရန်တန်ဖိုးထားရတဲ့အရာပေါ့နော်အဲ့လိုအရာမျိုးကိုဒီကောင်နေရရဆက်ဆက်လှုပ်တယ်ပေါ့နော်လှုပ်တယ်ဆိုတာဖြစ်တဲ့အတွက်ဘလောက်တော့မှနာကြီးစရာကောင်းလဲအဲ့လိုကောင်မျိုးတွေကိုကျွန်တော်ဒီတိုင်းတော့ကောင်းမှုမို့မဆက်ဆံဇီချင်မှုပေါ့နော်သူတို့ ਨੇ ထိုက်တန်တဲ့ပြမှုပြက်တံမျိုးတွေကျွန်တော်ရှိစေခြင်းနဲ့ပြပေးရေးယူတာမျိုးတွေရှိစေခြင်းနဲ့ ဒီကောင်းလေးကန်ကောင်းပါလေဟိုတော်လိုင်းရေးတက်ဖွဲ့တွေလက်ထဲမှာမိလို့ပေါ့နော်အဲဒါမဲ့ထိုက်တန်နဲ့ပြုံးပြက်တန်မျိုးတွေတော့ကျွန်တော်ကတော့ရှိစေခြင်းနဲ့အဲ့လိုမျိုးအတွက်ကိုလည်းတောင်းဆိုရဲပေါ့နော်နောက်ထပ်သတင်းကကြတော့ဒါကျွန်တော်မြေပြင်မှာစုံစမ်းသိရှိရတဲ့သတင်းပေါ့နော်မကွေးတိုင်းရေစကြုံမြို့နယ်တွေကရွာတွေမှာဖြစ်သွားတဲ့ဖြစ်စဉ်ပေါ့နော်အဲ့ဖြစ်စဉ်ကဘယ်လိုလဲဆိုတော့ဒါစစ်ကောင်စီကအင်အား300နဲ့ကျေးရွာတွေကိုမီးရှို့တာပေါ့နော်အဲ့အဲ့အထိမထူးဆန်းသေးဘူးဒီကောင်းလေးဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ထုံးစံပဲအဲ့ဒါကအဲဒါပေမဲ့အဲ့ဖြစ်စဉ်မဖြစ်ခင်နှစ်ရက်မှာသူကလေရင်နဲ့ဘုံလာကျဲတယ်ကျဲတဲ့ချိန်မှာ ဒါအင်ဂျီဒါရှစ်လုံးကိုလုံးလောက်ထိမီးလောင်ပြီးတော့ပျက်စီးသွားတယ်ပေါ့နော်ပျက်စီးသွားတယ်ပြီးတော့ဒီကောင်တွေကအဲ့ဒီနှစ်ရက်နေပြီးတဲ့အချိန်မှာကျတော့အင်အား300ပါတယ်စစ်ကြောင်းထိုးတယ်ပေါ့နော်ထိုးပြီးတော့ဘာလုပ်လဲဆိုတော့မီးရှို့တာပေါ့နော်မီးရှို့တာအဲ့နေရာတွေကအရင်ပြောရရင်ဒေါ်လိုင်းတက်ဖွဲ့တွေ PDF တက်ဖွဲ့တွေအာစိုးမိုးနေတဲ့နေရာပေါ့နော်လှုပ်ရှားတဲ့နေရာအဲ့လိုမျိုးနေရာမျိုးကိုဒီကောင်တွေကအဲမကျေနပ်ဘူးပေါ့နော်အဲသူတို့ဘက်မှာအဲ့ဒီဒီဒလန်ရှင်းလင်းတာမျိုးတွေရှိတယ် ပြီးတော့စစ်ကောင်စီခန့်အပ်ထားတဲ့ဟာမျိုးတွေဖမ်းဆီးတာမျိုးတွေရှိတယ်ပြီးရင်စစ်ကောင်စီရဲ့စစ်ကြောင်းတွေပါတယ်စကန်တွေအဲ့ဒါမျိုးတွေကိုအဲတိုက်ခိုက်ခဲ့တာမျိုးတွေနဲ့အောင်ဝေးရခါရှိတယ်ဗောနော်ရှိတော့ဒီဥစ္စာတွေသူမကျေနပ်တဲ့ခါမှာဒီကြေးရွာတွေကိုတမင်တက်တက်ကိုလိုက်ပြီးတော့မီးရှို့တာဗျာအဲ့ဒီကတော့စစ်ကြောင်း300နဲ့စစ်ကြောင်းမှာအင်အား300ပါတယ်စစ်ကြောင်းနဲ့လာတယ်လာတဲ့ချိန်မှာတလိုင်းတက်ဖွဲ့တွေကတက်နေတော့ခုခံတယ်အဲ့မှာစိတ်မကောင်းကြာကလက်နက်ခဲရမလုံလောက်မှုအဓိကတော့ကြီမလောက်တာဗောနော်ကြီမလောက်တဲ့ချိန်မှာတလိုင်းတက်ဖွဲ့တွေဒါဆုတ်ခွာရတယ်ဗောနော်ဆုတ်ခွာရတဲ့ချိန်မှာဒီရွာကို ဒုက္ခပေးတာရွာတရွာလုံးကိုအကုန်ရှို့တာပေါ့နော်အဲ့မှာထက်ပြီးတော့ထူကြပါလဲဆိုတော့အဲ့နေ့မနက်မှာအဲ့ရွာမှာအလူရှိအလူလုံးနေတာပေါ့နော်အလူအလူလုံးဖို့အတွက်ပြင်ဆင်နေတာချက်ပြုတ်နေကြတာပေါ့အဲ့လိုဟာမျိုးဖြစ်တဲ့အတွက်ဒီကောင်းလေးစစ်ကြောင်းထိုးလာတဲ့ဒါရုတ်တရက်ကြီးဖြစ်သွားတော့တိုက်ပွဲတွေဖြစ်တယ်ဖြစ်တဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့တွေကဦးနာလုံးလက်နက်ခဲမလုံလောက်ဘူးကြောက်ဆုတ်ခွာတဲ့အချိန်မှာဒီကောင်းအဲ့ရွာကိုဝင်တယ်ဝင်ပြီးတော့အဲ့အလူလုံးနေတဲ့အချိန်မှာဝင်လာဆိုတော့ကြာအဲ့လုံးတဲ့သူတွေကလည်းဒါထွက်ပြေးကြတာပေါ့နော်ဒါကဒကာတွေဒကာမတွေပေါ့နော် အဲ့လိုမျိုးဒါထွက်ပြေးကြတဲ့ချိန်မှာကြံခဲ့တဲ့ချက်ပြုတ်ထားတဲ့ဟာတွေသူတို့စားတောက်ကြတယ်ဗောနော်စားတောက်ပြီးတော့အဲ့ဒီရွာရဲ့ဘုံကြီးเจ้าမှာပဲအိတ်တယ်အိတ်တယ်အိတ်ပြီးတော့ဘာလုပ်လဲဆိုတော့အဲ့တော့မနက်ဖက်ကြီးသူကစစ်ကြောင်းထိုးတယ်အလှူလောက်တာလည်းမနက်ဖက်ကြီးပေါ့နော်ဒါပေမဲ့ညဘက်ရောက်တဲ့ချိန်ကျတော့သူကအဲ့ရွာရဲ့ဘုံကြီးเจ้าမှာပဲအိတ်တယ်အိတ်ပြီးတော့ခုနကဒါအလှူလောက်တဲ့ဟာမျိုးတွေကိုစားတယ်ဘုံကြီးเจ้าမှာအိတ်တယ်ပြီးရတဲ့ညဘက်မှာသူကမီးလိုက်ရှို့သေးတယ်ရှို့ပြီးတော့သူကအဲမနက်မှာထပ်ပြီးတော့ထပ်ရှို့တာအဲမီးရှို့တာသူက သူကဘလို့ဘလို့လဲဆိုတာဒေသခံတွေပြောကြရသူကဒီစီမံချက်နဲ့ကိုလာတဲ့ပုံစံမျိုးပြအဲ့ရွာတရွာကိုမင်းတို့နှစ်ရွာတွင်ပြောင်းအောင်ရှို့ဆိုတဲ့ပုံစံမျိုးပေါ့နော်မင်းတို့နှစ်ရွာအချိန်ပေးမယ်အဲ့ရွာတရွာလုံးအကုန်ရှို့ဆိုတဲ့ပုံစံမျိုးနဲ့လောက်ခိုင်းတဲ့သဘောမျိုးတွေ့နေရပေါ့နော်ဒါကြောင့်သူကစီမံနေပြေကိုလာပြီးတော့အဲ့လိုပုံစံမျိုးတွေလောက်သွားရရှိရတယ်တော်တော်ကိုအဲရုပ်မှာရိုင်းဆိုင်တဲ့ကောင်းနေပေါ့နော်ဒီကောင်းနေရဲ့ဟိုထုံးစံအဲ့လိုမျိုးဒါရွာကိုမိရှို့တဲ့အကျင့်ကသူတို့ရဲ့ထုံးစံလိုဖြစ်နေတာပေါ့ဒါကြောင့်ဒီကောင်းနေတေးကြပါတယ်ပြန်ပြီးတော့ဝစ်လေအောင်ပါပါ အဲ့ဘက်ကဖြစ်စဉ်တွေကတကယ်ဒေသခံတွေအတွက်ဆိုရင်တော့ရင်နာစရာတွေပေါ့နော်အိမ်တလုံးရဖို့ဆိုတာကဒါလွယ်တာမှမဟုတ်တာပေါ့နော်တချို့ဆိုရင်အနှစ်နှစ်လာလာစူးစမ်းခဲ့ကြတာပေါ့နော်ပြီးတော့ဒီအိမ်မှာကလုံးဝဒါမေတ္တာတရားတွေတန်ရုံးစဉ်တရားတွေအများကြီးဒါရှိတဲ့နေရာမျိုးပေါ့နော်အဲ့ကြောင့်အားလုံးကတန်ဖိုးထားကြတဲ့အရာအဲ့လိုအရာမျိုးတွေကောင်းနေအဲမမရရင်ပေါ့နော်မိရှုဖြက်စည်းတဲ့ဆိုနေကဒီကောင်းနေတေချာပဲဝက်လဲမှာပါဆိုလည်းတက်ဖွဲ့တွေကပြန်ပြီးတော့လက်ထုတ်ပြန်မှာတေချာပဲ နောက်ထပ်သတင်းကကြတော့ဒါကျွန်တော်အတွင်းထဲကရတဲ့ဟာပေါ့နော်စစ်တပ်ရဲ့အထက်ထဲမှာဘယ်လောက်ထိဒုက္ခများနေကြသလဲဆိုတဲ့ဟာကိုကျွန်တော်စုံစမ်းသိရှိရတာရှိတယ်။အဲ့ဒါတော့ဒါစစ်တပ်မှာသူကအဲတင်တန်းနေရှိတယ်ပေါ့နော်တင်တန်းနေရှိတယ်။တင်တန်းတွေကိုဘယ်လိုလူမျိုးတွေတက်လဲဆိုတော့ဥနာလိုတိုက်ပွဲနေမြရာကောင်တွေအဲအခုနောက်ပိုင်းပေါ့နော်တိုက်ပွဲနေမြရာကောင်တွေတက်တယ်စစ်စင်ကြမ်းတမ်းလိုက်မှာလဲဆိုတဲ့နေရာကောင်တွေကတက်တယ်အဲအဲ့လိုပေါ့ဒီလက်တော်ဒါဖြစ်ပျက်နေတဲ့ အခြေအနေဆိုကြီးရနေပြီးတော့ခဏလွမြောက်တဲ့နေရာဆိုရင်ဒါသူကသင်တန်းတက်တက်တာမျိုးရှိတယ်အဲအဲ့လိုမျိုးတက်ဖို့အတွက်ကိုသူတို့ကအမြဲတမ်းမှလက်ထိုးတာတွေသင်တန်းတက်လို့ရအောင်ပတ်စံပေးတာတွေဒါမျိုးပုံစံမျိုးရင်းတဲ့သင်တန်းတက်ကြတယ်ပေါ့နော်အဲ့တော့အဲ့လိုတက်တဲ့သင်တန်းထဲမှာဒါအချက်ကြီးရဲ့အရာခံပိုရဲ့အရာခံပိုသင်တန်းအချက်ကြီးသင်တန်းပေါ့နော်ပြီးရင်တိုက်စီဆိုတဲ့တိုက်ပွဲဝင်စီးဝင်သင်တန်းပေါ့နော်အဲ့တင်တန်းနေရှိတယ်ပြီးရင်အကြက်လောင်းတင်တန်းရှိတယ်အကြက်ငယ်တင်တန်းရှိတယ်ပေါ့နော်အဲ့အကြက်ကြီးရဲ့ရာခံပွေရဲ့တိုက်စီးရဲ့အကြတော့သူကတပိတ်ချင်းကိုလွတ်တာအဲ့တင်တန်းကနေလွတ်တာ တင်းတန်းသားတွေကိုပါစစ်တိုက်ခိုင်းတာပေါ့ပြီးတော့အကြက်လောင်းနဲ့အကြက်ငယ်ကိုကြာတော့ ARD ကွင်းကောက်ကိုလွှတ်တယ်ကွင်းကောက် ARD ဘက်ကိုလည်းသူကတေချာပေါက်ဒါလွတ်မှာပဲလေဘာဖြစ်လို့လဲဆိုတော့အာခတ်တက်တော့ AR ဥတီလာနေပြီဟိုအဲ့ကြာလွှတ်ရတယ်တပိတ်ချင်းကိုလည်းလွတ်မှာပဲတပိတ်ချင်းကလောင်းအောင်ကိုတပိတ်ချင်းကလည်းဒေါ်လိုင်းတက်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာမျိုးတွေဖြစ်နေပြီပေါ့နော်အဲ့တော့တင်းတန်းတွေကပုံမှန်ဆိုရင်သူက2လ2လခွဲပေါ့နော်အဲ့ပတ်ချလေလောက်ပဲရှိတယ် အဲဒါမဲ့ဒီကောင်နေကဘယ်လောက်ကြာသွားလဲဆိုတော့တစ်နှစ်တော့တစ်နှစ်ခွဲနှစ်နှစ်တော့အဲ့လိုကြီးကုန်တာအဲ့အချိန်မှာဒါလီတက်ကကောင်နေလဲပါတယ်လီတက်ကကောင်နေအားရတယ်နော်တကယ်ဒါမကွေးလီတက်ကကောင်ဆိုရင်တေတယ်တဲ့မစ်29ရပါတော့နော်အိုက်အုတ်ကကောင်ဆိုရင်ဒါသူကတပိတ်ချင်းမှာတိုက်ပွဲကြတေတယ်ပေါ့တိုက်ပွဲမှာတေတယ်ပေါ့ကြာတယ်မဟုတ်တယောက်ကကြာတော့မိုင်းစာတွေမှန်ပြီးတော့ပြန်ရောက်လာတယ်တဲ့ဒါသူရဲ့ဒါတိုက်ပွဲဝင်ရတဲ့ကာလဆိုရင်သူကစစ်စင်ထွက်ရတဲ့ကာလဆိုရင်တစ်နှစ်ကျော်ပေါ့နော်သွားတက်တဲ့တင်တဲ့နှစ်လခွဲဒါမဲ့တစ်နှစ်ကျော်မှပြန်ရောက်လာတယ်အဲ့လိုပုံစံမျိုးဖြစ်နေတယ်ပြီးတော့ လက်နက်ကြီးတင်တဲ့အပြင်လက်နက်ကြီးမိုးမှန်တင်တဲ့အပြင်စနိုက်ပါတင်တဲ့အပြင်ခြေရာခံခြေရာကောက်တင်တဲ့အပြင်ရဲအထူးပေါ့နော်အဲ့အဖွဲ့တွေကကြတော့နေပြည်တော်လုံခြုံရေးကိုလွှတ်ခံရတယ်တင်တဲ့တပ်နေနဲ့တင်တဲ့သားတွေလွှတ်တာနော်နေပြည်တော်မှာလည်းသူကဘာလို့လွှတ်ရလဲဆိုတော့လက်တလုံးမှာကိုပဲနေပြည်တော်ဘေးနားမှာအစဒေါ်လိုင်းတပ်ဖွဲ့တွေကခုနလိုပေါ့နော်အကျိုးမြတ်ရတဲ့ဖြစ်စဉ်တွေလှုပ်သွားတာဆိုတော့အဲ့နေရာမျိုးကအစချင်းချောက်ခံနေရတဲ့အနေထားအဲ့ကြနေပြည်တော်ထိရောက်နေပြီလားဆိုတဲ့စိတ်နဲ့ဒီကောင်တွေကိုလုံခြုံရေးလှုပ်ခိုင်းတယ်အဲ့တော့ တင်းနှံသွားတတ်ပါတယ်ဆိုမှာပေါ့နော်အခုတော့ဒါလုံကျွေးတွေလောက်ရတယ်စစ်စင်ကြီးတွေထွက်ရတယ်အဲအရင်တုန်းကတော့တင်းနှံသွားတတ်ရင်ပျော်နေတဲ့កောင်းနေရပေါ့နော်အနားရတယ်အနားရတယ်ဆိုပြီးပျော်နေတဲ့កောင်းနေကအခုတော့တင်းနှံတတ်ရင်လည်းတည်နေရတဲ့កောင်းနေဖြစ်လာပြီပေါ့ဗျာနောက်တစ်ခုကဒါကြောင့်လေတက်ကកောင်းနေပေါ့နော်လေတက်ကកောင်းနေကဆက်လုံကျွေးယူနေရတာနော်လေတက်ကកောင်းနေကဆက်စစ်စင်ကြီးထွက်နေရတာအဲ့တော့ဒါမကွေးတိုင်းတန်းပါပေါ့နော် မကွေးရလေအခုတော်တော်လေးကိုတော်လင်းတက်ဖွဲ့တွေကပျော်ပျော်မြောက်မြောက်ပြင်းနေတာမျိုးရှိတယ်အရခတက်တော်အေးရလေဥတီထားမျိုးရှိတော့ကြတော့အဲ့မကွေးတိုင်းတန်းမှာသူက ဒီစစ်စင်ရေးပဲဖြစ်လုံကျွေးပဲဖြစ်လှုပ်ဖို့ဆိုပြီးတော့အိုက်အင်ရတဲ့ဖြစ်တင်းတဲ့ဟာတော့နမ်ဆန်လီတက်ပြီးရင်နေပြီးတော့လီတက်တောင်ကူလီတက်မကွေးလီတက်အဲ့ဒီလီတက်တွေကနေပြီးတော့လီတက်ကကောင်းနေကိုအဲ့ဒီမကွေးကိုပို့ပြီးတော့ဒါလုံကျွေးပဲဖြစ်စစ်စင်ရေးပဲဖြစ်တောင်းရင်ထမ်းဆောင်ဖို့အတွက်ဆိုပြီးတော့အင်ရတဲ့ဖြစ်တင်းနေရလီတက်ကကောင်းနေအငြိမ်နေရတော့ဘူးเนาะအဲပြီးတော့ဒါကျွန်တော်တို့ဒါမြင်းကြံနထိုးကြီးအဲအောင်ပွဲတွေအလီလီအဆင်အဆင်ဖြစ်နေတဲ့မြင်းကြံတို့နထိုးကြီးတို့ပေါ့เนาะအဲ့လိုနေရာမျိုးတွေကြတော့ဒါအဲတလုတ်တလုတ်လဲပါသေးတယ်အဲအဲ့နေရာမျိုးတွေကြတော့ဒါမိထီလာလီတက်က ဒါလေတက်၃ခုရှိတာပေါ့နော်အဲနေထုတ်လို့ပြည်စည်တက်ပြီးရင်လေချောင်းတက်တင်လေတက်စကန်ဌာနချုပ်ပြောကြမြေပြင်တက်တင်လေတက်စကန်ဌာနချုပ်အဲ့ဒီလေတက်၃တက်ကအင်အားတွေကိုအဲခုနကဒါမြင်းကြံနှထိုးကြီးတလုတ်ဆိုတဲ့နေရာမျိုးတွေကိုလွတ်ပြီးတော့ဒါအဲလွတ်ရတယ်လွတ်တဲ့ဆိုတဲ့အချိန်မှာတက်တက်ကိုအယောက်30ပေးရပေးပြီးတော့လွတ်ပြီးတော့အသေးခံခိုင်းနေရပါဗျာအဲ့လိုပုံစံမျိုးတွေဒီဖြစ်လာနေပြီဆိုတော့ဒါတော်တော်လေးအားရစရာကောင်းတဲ့သတင်းပဲ လေတက်ထဲကကောင်းနေလဲအချိန်ကြီးမကောင်းဘူးပြီးရင်တင်နန်းတက်နေရပါတယ်ဆိုတော့ကောင်းနေလဲအချိန်ကြီးမကောင်းအခုဆိုရင်စစ်တပ်မှာတင်နန်းမရှိတော့ဆိုရပုံစံမျိုးဖြစ်သွား။ရောဘာတင်နန်းမှာတက်မနေတော့အခုချိန်မင်းတို့တင်နန်းတက်ရမယ့်အချိန်မဟုတ်ဘူး။မင်းတို့အသေးခံပြီးတက်ရတော့မယ့်အချိန်ဖြစ်နေပြီဆိုတော့အနေဒါအဲ့လိုမျိုးကိုဖြစ်နေတာပါဗောနော်။အဲကြတော့စစ်တပ်ရဲ့အချိန်ကြီးကတော်တော်လေးကိုဆိုးရွားတဲ့အနေဒါကိုတဖြည်းဖြည်းသွားနေပြီဗောနော်။အဲ့တော့ကျွန်တော်တို့တွေကအိုက်ထက်ပို့ပြီးတော့မြ мян ိုကျပျက်စီးအောင်ပေါ့နော်ပြိုလဲသွားအောင်ဒီစနစ်ဆိုအမြင့်ပြတ်သွားအောင်ဒီအာနာရှင်နေလောကမြမပြည်ပေါ်ကနေအပိတိုင်ပျောက်ခွေသွားအောင်ကျွန်တော်တို့တန်တဲ့တော့ကြိုးစားကြဖို့လိုတယ်ဆိုတော့ဒီနေ့ကနေပြောချင်ပါဗျအားလုံးပဲကျေးဇူးတင်ပါတယ်